မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ် AAPD ရဲ့ပူပေါင်းတက်များဝင်ရောက်လာနေလို့လေးမျက်နှာမျိုးနဲ့အတွင်ရှိချင်းရွာများမှာအုတ်ချုံရင်မှုများတိန်းဆောင်ခြင်းနဲ့စစ်တပ်စခန်းများထံမှသွားရောက်ခုလုံနေတဲ့အကြောင်းတင်ဆက်ပေးပါမယ် အင်ယာမရီတိုင်းလီမျက်နာမျိုးနယ်အတွင်းကို AAPD ရဲ့ပူပေါင်းတပ်တွေထိုးပေါက်ဝင်ရောက်လာနေလို့လီမျက်နာမျိုးနယ်အတွင်းရှိကျေးရွာများမှာအုပ်ချုပ်ရေးမှူးများတင်းဆောင်ခြင်းနဲ့စစ်တပ်စခန်းများထံမှသွားရောက်ခိုလုံခြင်းများလုံဆောင်နေကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်လီမျက်နာမျိုးနယ်ပန်တော်ကြီးကျေးရွာဝါတော်ကွင်းကျေးရွာတောင်ကျေးရွာမှာအုပ်ချုပ်ရေးမှူးများနဲ့ရွာအုပ်ချုပ်ရေးဖွဲ့ဝင်တွေက ဟင်္ဒရာမြို့ပေါ်ကိုထွက်ပြေးတင်းရှောင်သွားကြကြောင်းအခြားသောကျင်းရများမှအုပ်ချုပ်ရေးမှုများကစစ်တပ်ကတားဆီးထားလို့ထွက်ပြေးတင်းရှောင်ခြင်းမပြုတော့လဲစစ်တပ်အထိုင်စခန်းများမှာသာတွားရောက်အိတ်ဆက်နေထိုင်ကြကြောင်းသိရပါတယ်။တောင်ရွာအုပ်ကြီးစောစောမင်းနဲ့ရာအိမ်စိန်အိမ်မှုတွေအကုန်ဟင်္ဒရာမြို့ပေါ်ထွက်ပြေးကုန်ကြပြီးဝါရော့ကွင်းတိုက်ပွဲဖြစ်တော့ထွက်ပြေးကြတာပန်တော်ကြီးနဲ့ဝါရော့ကွင်းရွာကအုပ်ကြီးတွေလည်းအကုန်ပြေးကြပြီးတချို့ရွာတွေမှာကစစ်တပ်ကဝင်ပြီးတော့အထိုင်စခန်းတပ်ဆွဲထားတော့အုပ်ကြီးတွေပြေးမရဘူး။ဥပမာဆိုရင်ငဝန်တဒါအစင်ကရွှေတစ်စုရွာ ာမှာဆိုရင်စစ်တပ်ကတပ်ဆွဲထားတဲ့အုပ်ကြီးတွေကစစ်တပ်အထိုင်စခန်းထဲမှာတွားနေကြတယ်အဲ့ဒီလိုပဲတောင်ကွေးနင်းကြံခတ်တူစီစုံချင်းရွာတွေမှာလည်းအုပ်ကြီးတွေကစစ်တပ်ကိုထောက်ပံ့ကူညီပေးနေတဲ့တုံတော်ကငင်တိုင်းကအုပ်ကြီးတွေလည်းတပ်ကိုကူညီပေးနေရလို့လေးမျက်နှာမျိုးနဲ့မှာတော်လိုင်းကင်းထောက်တရင်အရင်မြစ်တွေကပြောပါတယ်လေးမျက်နှာမျိုးနဲ့ရွှေတစ်စုချင်းရွာမှာလက်နက်ကင်ချင်းရွာအုပ်ချုပ်ရေးမှူးဆောင်နိုင်ကချင်းရွာနေပြည်သူများကိုအလဲကြားထမင်းနဲ့ဟင်းများအတင်းအကျပ်ချက်ခိုင်းပြီးစစ်တပ်ထံကိုပို့ဆောင်ခိုင်းနေကြောင်းသိရပါတယ်စစ်တပ်ကလေးမျက်နှာမျိုးနဲ့အတွင်းရှိကွင်း ကြီးကျင်းရွာအုပ်စုအောင်ဆန်ကွင်းကျင်းရွာဇီးပင်ကင်းကျင်းရွာဝုတ်ကုံကျင်းရွာအုပ်စုရှိဝုတ်ကုံရွာလဲခုံလင်းရွာလဲခုံကျင်းရွာဆက်ဆက်ရိုးရွာချင်းလယ်ရွာနဲ့စံကုန်းရွာတို့မှာလုံခြုံရေးတင်းကျပ်နေပြီးရခိုင်တိုင်းရင်းသားစစ်ဘေးရှာများလူစိမ်းများကိုဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်းသိရပါဗျာ။ နောက်ထပ်တစ်ပုတ်အနေနဲ့အရေးပေါ်အခြေအနေကြီးညာထားလို့စစ်မှုထမ်းတပ်သားများနှစ်နှစ်ထပ်ပုံမတော်ဝင်ထမ်းဆောင်မယ်လို့စစ်တပ်အတွင်းအသိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နှစ်နှစ်ပြည့်စစ်မှုထမ်းတပ်သားတွေကိုအကြံ့အာသူများပေးမှဖြစ်ပြီးပွဲရဆိုရင်ပုံတင်တန်းတက်ခွင့်ပေးမယ်လို့မလုံပေးထားတယ်လို့သိရပါတယ်။စစ်အာဏာသိမ်းမှုကြောင့်အရေးပေါ်အခြေအနေကြီးညာထားလို့စစ်မှုထမ်းတပ်သားများအနေနဲ့နှစ်နှစ်ထပ်ပုံမတော်ဝင်ထမ်းဆောင်ရမယ်လို့စစ်တပ်အတွင်းအသိပေးမှုတွေလှုံ့ဆော်လာကြောင်းစစ်မှုထမ်းတပ်သားအတိုင်းဝိုင်းတွေကပြောပါတယ်။၂၀၂၄ခုနှစ်မေလမှာစစ်မှုထမ်းပတ်စင်တက်ရောက်ခဲ့ပြီးရှမ်းပြည်န ယ်တောင်ပိုင်းပင်လောင်းမှာတာဝန်ချထားခြင်းခံရတဲ့စစ်မှုရန်တသားတချို့ကိုစစ်ကောင်စီတပ်မှတိုင်ရင်မှုတွေကနိုင်ငံတော်ကလက်ရှိမှာရှင်းဖို့အခြေအနေကြီးညာထားကြောင်း ပုံမှန်အားဖြင့်ပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းတပ်သားများအနေနဲ့နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးတော့စစ်မှုထမ်းတာဝန်ပြီးဆုံးမှာဖြစ်တော့လဲလက်ရှိမှာနိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက်စစ်မှုထမ်းအမဲတပ်တန်းမှာနှစ်နှစ်ထပ်မံပုံမိုးတယ်လို့အသည့်ပြလာကြောင်းသိရပါတယ်စစ်မှုထမ်းပတ်စင်တစ်စင်းတွေကလာမယ့်2026ခုနှစ်မေလမှာစစ်မှုထမ်းတပ်နှစ်နှစ်ပြည်မှာပါပင်လောင်းဘက်မှာတာဝန်ကြတယ်စစ်မှုထမ်းပတ်စင်တစ်စင်းတင်နန်းသားတချို့ကိုတော့တရင်မှုတွေကနိုင်ငံတော်ကအရေးပေါ်အခြေအနေကြီးညာထားလို့နှစ်နှစ်ပြည်ရင်လဲဆက်လက်တာဝန်ထမ်းဆောင်လို့ရနိုင်တယ် ဒါပါအစည်းအဝေးမှာအသိပေးတယ်လို့စစ်မှုထမ်းတနန်းပတ်စဉ်တစ်စဉ်တသားတအူရဲ့မိခင်ဖြစ်သူကပြောပါတယ်။ဒါအပြင်စစ်မှုထမ်းတတများအနေနဲ့စစ်မှုထမ်းတတန်းနှစ်နှစ်ပြည့်ပြီပါကဆက်လက်တာဝန်ထမ်းဆောင်ရင်ဒုတိယတကြက်တကြက်နဲ့တကြက်ကြီးရလူများကိုပေးအပ်မှာဖြစ်ပြီးဖွဲ့ရများဆိုရင်အလုတ်တင်ဘိုတင်များကိုရှောက်ထားနိုင်ဖို့ထောက်ကမ်းပေးမှာဖြစ်ကြောင်းအခြေခံပညာထက်တန်ကြောင့်ပြီးဆုံးထားသူတွေကိုလည်းပညာသင်တကြက်ကြီးတနန်းကျောင်းတွေကိုတက်ရောက်နိုင်ဖို့ထောက်ခံစီစဉ်ပေးမယ်လို့မလုံးပြီးလာကြောင်းသိရပါတယ်။တက်ထဲမှာကိုရင်းရာဆွင့်ဖြစ်တော့ဖွဲ့ရနဲ့တက္ကသိုလ်ဝန်ထမ်းအောင် င်းနေဆိုရင်စစ်မှုထဲနှစ်နှစ်ပြည့်ပြီးတာနဲ့ပိုတင်တန်းနဲ့အလုတ်တင်ပိုတင်တန်းနဲ့တက်ခွင့်ပြီးမယ်အလင်တန်းနဲ့အထက်တန်းအောင်တွေကိုတော့အကြက်ကြီးပညာသည်တင်တန်းကျောင်းတွေတက်ခွင့်ပြီးမယ်တစ်ချက်ကြီးစီဖြစ်သွားလို့ရှိရင်နိုင်ငံသားမှာစစ်တမ်းမှုတွေနဲ့လိုက်ပါတာဝန်ထမ်းဆောင်မယ်ဆိုပြီးတင်တန်းကျောင်းဥတ္တကပြောပါတယ်စစ်တပ်ထဲမှာတက်လန်းတွေအများကြီးလို့ပြောတယ်သူတို့ပြောတဲ့ပုံစံရတော့စစ်မှုထဲနှစ်နှစ်ပြည့်ပြီးရင်လည်းထွက်လို့ရမယ့်ပုံတော့မရှိဘူးလို့ဟိုပုံမျိုးတက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကျောင်းမှာစစ်မှုထဲတင်တန်းခုနှစ်စဉ်တက်တာတအုပ်ကသတင်းဌာနကိုပြောပြခဲ့တာပါ အကြံဖတ်စစ်ကောင်စီကထုတ်ပြန်ထားတဲ့ပြည်သူစစ်မှုတန်ဥပဒေပုံမှားလေးစက်ကိုမှနိုင်ငံတော်မှာကာကွယ်ရေးနဲ့လုံခြုံရေးအခြေအနေပေါ်ပေါက်လာပါကအရွယ်ရောက်သူအားလုံးကိုဖြစ်စေတချို့ကိုဖြစ်စေပြည်သူစစ်မှုတန်တာဝန်ထမ်းဆောင်ပြီးသူအားလုံးကိုဖြစ်စေအချို့ကိုဖြစ်စေစစ်စည်းယုံခြင်းအမိတ်ထုတ်စင်စစ်မှုထမ်းခိုင်းမှဖြစ်ကြောင်းပြဋ္ဌာန်းထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့နောင်ချုပ်ကိုစစ်ကောင်စီဘုံချဲတိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုပ်မြို့နယ်ရှိလမ်းခွဲနေရာတွေကိုစစ်ကောင်စီကအပြီလ24ရက်ညပိုင်းမှာဝိုင်းတွဲလီရင်နဲ့ဘုံချဲတိုက်ခိုက်နေကြောင်းဒေသခံတချို့ကပြောပါတယ်။ မနက်ကတော့တနက်ပစ်ခတ်တန်နေကြတဲ့အခုညနေပိုင်းမှာပစ်ခတ်တာမရှိဘူးအဲ့ဒီချိန်မှာစစ်တပ်ကပုံကျင်းနေတာပါလို့ဒေသခံတအုပ်ကပြောပါတယ်စစ်ကောင်စီကနောင်ချိုပြင်းဦးနယ်လမ်းပိုင်းရှိကြောက်ကြံလမ်းကွဲနေရရှိအုံမတိရွာနဲ့အုံမခရွာတို့ကိုဒီကနေ့ညနေ6နာရီခွဲကစပြီးပုံကျဲတိုက်ခိုက်တယ်လို့ဆိုပါတယ် ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကိုမသိရသေးပါဘူး။အုံမတိရွာမှာမလဆန်ပိုင်းကတိုက်ပွဲပြင်းထန်ခဲ့ပြီးစကောင်စီကလေကြောင်းမှအပြင်အထံဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒေသခံများစစ်ပီးရှောင်နေရတဲ့တခုလေကြမ်းရှိရင်ဘုံကြီးကြောင်းမှာလက်နက်ကင်များမရှိကြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းမပြုလုပ်ဖို့အဲ့ဒီကြောင်းမှာဘုံကြီးကမြစ်တာရက်ခံလာခဲ့တဲ့အထိဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုံသွင်းကြီးလမ်းမပေါ်မှာရှိတဲ့လရှုမြို့ကိုတရုတ်အစိုးရရဲ့ဖိအားကြောင့်ကိုကန့်တက်မတော် MNDA ကစစ်ကောင်စီထံပြန်လွှဲပေးထားပြီးနောက်ပိုင်းတောင်းတက်မတော် TNL ထိန်းချုပ်ထားတဲ့နောက် ချုံမြို့ကိုစစ်ကောင်စီကတိုက်ခိုက်မှုတွေပုံမပြုလုပ်နေပါတယ်။နောင်ချုံမြို့နဲ့တောင်ခန်းကျေးရွာအနီးမှာ AP 21ရက်ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကအစိတ်တန်းွေပုံများတင်းချတိုက်ခိုက်ခဲ့ကြောင်းတနုပြည်သူလူမျိုးရေးတပ်တော် DPNL ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီကအပြစ်ရစဲမယ်လို့ကြေညာထားတော်လဲနိုင်ငံတကာမှာတားမြစ်ထားတဲ့တိုက်ခိုက်မှုမျိုးအကြိမ်ကြိမ်ကျူးလွန်နေကြောင်းတောင်ခန်းကျေးရွာမှာစစ်ကောင်စီဘက်မှလင်းရင်ပုံများချင်းချခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းနဲ့အစိတ်တန်းွေပုံများအသုံးပြုပြီးထိုးစစ်ဆင်မှုတွေပြုလုပ်နေတာကြောင့် CNN လေး DBN လေးပူးပေါင်းတက်နေစစ်ကောင်စီတပ်များတိုက်ပွဲဆက်ဖြစ်နေကြောင်း DBN လေးကဆိုပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ညအုံးမှာစစ်ကောင်စီတပ်ကပြည်သူနေခုနှစ်လုံးကိုမိရှို့ဖျက်ဆီးပြီးပြည်သူဝန်ပစ္စည်းများကိုခိုးယူတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညအုံးမြို့နယ်မှာစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူနေခုနှစ်လုံးကိုမိရှို့ဖျက်ဆီးပြီးပြည်သူဝန်ပစ္စည်းများကိုခိုးယူသွားကြောင်းညအုံးမြို့နယ်ပကဖာမှပြောပြခဲ့ပါတယ်။အေပြီလ22ရက်နေ့ညအုံးမြို့နယ်မြေတန့်တောင်ချင်းရွာကြအိုချင်းရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မရှိရှိလက်အောက်ခံစစ်ကောင်စီတပ်သားပြူစောဒီရဲပူပေါင်းအင်အား90ခန်းကတင်ကား၄စီးစစ် စ်ကား3စီးလို့နဲ့အတူတပြိုင်နက်တည်းဝင်ရောက်ကပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးနေအိမ်ခုနှစ်လုံးကိုမိရှို့သွားခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီအကြံပတ်စစ်တပ်စစ်ကြောင်းကကျေးရွာမှာနှစ်ရက်နေပြီးအေပီလာ22ရက်နေ့မှာမြေတန့်တောင်ကျေးရွာအတွင်မှာနေအိမ်တစ်လုံးအေပီလာ23ရက်နေ့မှာမြေတန့်တောင်ကျေးရွာရှိနေအိမ်၅လုံးနဲ့ကြအိုမှာနေအိမ်တစ်လုံးစုစုပေါင်းနေအိမ်ခုနှစ်လုံးကိုမိရှို့သွားတာဖြစ်ကြောင်းပြည်သူပိုင်ပစ္စည်းရေးဖြစ်တဲ့ရွှေငွေတန်ဖိုးရှိပစ္စည်းများအိမ်တောင်ပရိပေါကများနဲ့နှွားများကိုပါကားပေါ်တင်ပြီးတည်ယူသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ နွားတွေဝက်တွေပါကားရီနဲ့တင်သွားတာကားတစ်စီးအပြည့်ပဲအိမ်နောက်ပြိပေါ်ကားရီတန်ဖိုးရှိပြီးအကုန်ယူသွားတယ်။အပြည့်လ23ရက်မနက်7:00နာရီလောက်မှာညအုံမြို့ပေါ်ကိုပြန်ဆုတ်သွားတာပစ္စည်းတွေကတော့ခွေးတွေတဲလို့ကောင်းပြီးပြည်သူတွေလည်းရှောင်နေကြရတယ်။ ကြောက်ပြင်ကန်းမီးလောင်ဖြားမြေတန်တောင်ကြက်အိုးအဲ့ဒီရွာတွေကပြည်သူတွေရှောင်နေရတာလို့ညောင်မြို့နယ်ဘက်ကဖမှာကိုပြူကသတင်းဌာနကိုပြောပါရယ်ပြည်သူပိုင်ပစ္စည်းများကိုခိုးယူတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုအေပြီလ22ရက်နေ့မနက်ပိုင်းမှာမြေတန်တောင်ကျင်းရွာနီးတစ်ကျင်းအေပြီလ22ရက်နေ့မှာပြည်သူပိုင်ပစ္စည်းများတည်ယူနေကျင်းနှစ်ကျင်းအေပြီလ23ရက်နေ့မှာစစ်ကြောင်းထွက်လာစဉ်တစ်ကျင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်ကြောင်းသိရပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကအပြစ်ခတ်ရဲစင်းကြီးကြီးညာပြီးရင်နောက်ရခိုင်ပြည်မှာမြို့နယ်၅ခုကိုစစ်ရေးအရာ409ချိန်တိုက်ခတ်ခဲ့ပြီးပြည်သူတအုပ်သေဆုံးကအဆောင်24ခုပျက်စီးရဲကြောင်းတင်းဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကအမိခံအပြစ်ခတ်ရဲစင်းကြီးကြီးညာပြီးရခိုင်ပြည်မှာမြို့နယ်၅ခုကိုစစ်ရေးအရာ409ချိန်တိုက်ခတ်ခဲ့ပြီးပြည်သူတအုပ်သေဆုံးကအဆောင်24ခုပျက်စီးသွားကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးကမနေ့ကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်ကောင်စီက AP လ2ရက်နေမှာ AP လ 22ရက်နေ့တည်ပထမကြိမ်အပြည့်ရချင်းဧပြီလ23ရက်နေ့မှာဧပြီလ30ရက်နေ့တည်ဒုတိယကြိမ်အပြည့်ရချင်းတွေကိုကြီးညာခဲ့ကြောင်းဒါပေမဲ့ရခိုင်ပြည်မြို့နယ်5ခုကိုစစ်ရေးတိုက်ခိုက်မှု409ကြိမ်ပြုလုပ်ခဲ့ကြောင်းစစ်တပ်ကအပြည့်ရကြီးညာမှုကိုလေးစားလိုက်နာခြင်းမရှိပဲဧပြီလ2ရက်နေ့မှ22ရက်နေ့မှာကြောက်ပြူတောင်ကုတ်ကြောက်တော်စစ်တွေနဲ့ပေါတော်မြို့နယ်တို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် စစ်တပ်ရဲ့အပြစ်ကြီးညာမှုကိုချိုးဖောက်တဲ့တိုက်ခိုက်မှုအတွင်ပြည်သူတအုပ်တည်ဆောင်ပြီး28ဦးတရားရရှိခဲ့ကြောင်းအဲ့ဒီဒီမှာ9ဦးမှာအသက်9နှစ်မှ14နှစ်အကြာကလေးငယ်များဖြစ်ကြောင်းသိရပါတယ် ဒါအပြင်အိမ်၂၁လုံးဆိုင်နှစ်ခုနဲ့ပါတိုင်းအဆောင်တစ်ခုပါဝင်အဆောင်များလည်းထိခိုက်ပျက်စီးကြောင်းသိရပါတယ်စစ်ကောင်စီကအရက်သားပြည်သူပေါ်နေကြောင်းတိုက်ခိုက်ခြင်းဒရုန်းတိုက်ခိုက်ခြင်းစစ်တပ်လေတီများတိုက်ခိုက်ခြင်းရေတပ်သင်္ဘောပစ်ခတ်ခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းတို့ဖြင့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်တင်ချိုးဖောက်နေကြောင်း HDCO ကထောက်ပြပါတယ်မနေ့ကဤပြည်လား၂၄ရက်နေ့မနက်အစောပိုင်းကြောက်ပြုံမြို့နယ်အတွင်းအသေးခံဒရုန်းနဲ့၃ချိန်တိုက်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ပေးဆောင်ပြည်သူတအုပ်ဒေသပြည်အခြားပြည်သူတအုပ်ထံရရရှိခဲ့ ယ်လို့ American Princeton Media ကသတင်းထုတ်ပြန်ထားကြောင်းဖော်ပြပါရှိပါရရှင်။